ောင်ရီမြို့ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီရဲ့တေဘောဘိုးတက်စကန်ကုန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ပူပေါင်းတပ်တွေက Federal Wings Drone တပ်နဲ့ပူးပေါင်းပြီး drone တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ KNL ပူပေါင်းတပ်တွေဟာဒီနေ့ဇွန်လ3ရက်နေ့မနက်ပိုင်းကစစ်ကောင်စီရဲ့တေဘောဘိုးတက်စကန်ကုန်းကို drone တွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်မှလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့စီးရီးသတင်းရင်းမြစ်ကသိရပါဗျ။ တက်စကန်တွေကိုဆက်ပြီးထိုးစစ်ဆင်နေပါတယ်။ဒီမနက်သေဘောဘူစကန်ကုန်းကို Federal Winston အဖွဲ့နဲ့ကြိတ်နေပါတယ်။သူတို့စကားစဘက်ကလည်းပြန်ပြီးလက်နက်ကြီးတွေနဲ့ပြန်ပစ်နေတာ။အနာကရွာတွေအကုန်တိမ်းရှောင်နေကြတဲ့ထိုင်းဘက်ကိုလို့စီးသတင်းရင်းမြစ်က AR Times ကိုပြောပါတယ်။ KNL ပူပေါင်းတပ်တွေဟာထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတက်စကန်တွေကိုဇက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတက်စကန်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာထိုင်းဘက်ကိုရေးကူးပြီး စခန်းစွန့်ခွာထွက်ပြေးမှုတွေရှိတယ်လို့သိရပါဗျ။ KNL ပူပေါင်းတပ်ဟာပြီးခဲ့တဲ့မေလ28ရက်နေ့မနက်ပိုင်းကလည်းတေဘောဘုတ်တပ်စခန်းကုန်းကိုလာတဲ့စစ်ကောင်စီရဲ့စစ်ကူစစ်ကြောင်းကို DKBA ဌာနချုပ်စုံစည်းမြိုင်အနီးမှာတိုက်ခိုက်ခဲ့လို့စစ်ကြောင်းတစ်ခုလုံးပြတ်သွားခဲ့ရပါဗျ။ KNL ပူပေါင်းတပ်ဟာပြီးခဲ့တဲ့မေလနောက်ဆုံးပတ်အတွင်းကမြောက်ရီမြို့နယ်အတွင်းထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့တပ်စခန်းတွေဖြစ်တဲ့ဘလဲဒိုမော်ခီဘရင်နောင်စခန်းကုန်း ကနဲလေးနဲ့ရွှေမြိုင်တက်စကန်တွေကိုဇက်တိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီရဲ့တက်စကန်တွေဖြစ်တဲ့ဥကရိထတေဘောဘူဝေါ်လီဘူဟာကုံတီသေးလေထီကပလဲစတဲ့တက်စကန်၅ခုတန်ကြန့်ရှိတော့တယ်လို့သိရပါတယ်ရှင်။